ကဲ YouTube မှာပဲတင်တင်ဖြစ်နေတဲ့ podcast လေးတောင်မှအခုဆိုရင်နံပါတ်3ပုံမြောက်ဖြစ်လာပြီ podcast လေးတွေကကြတော့ဒါက YouTube မှာပဲတင်နေဆိုတဲ့ကြောင်းရင်းကနည်းနည်း sensitive ဖြစ်တဲ့ topic လေးတွေကိုရွေးပြီးတော့ပြောချင်တာလည်းပါတယ်ပေါ့နော်ဒီနေ့ခေါင်းစဉ်ဆိုရင်ဒါကပြောချင်တာက beauty standard and social pressure ပေါ့ beauty standard ကကြတော့ဒါတို့အလှပဆန်တော့ပေါ့ social pressure ကကြတော့တို့လူမှုပတ်ဝန်းကျင်ရဲ့အလှပနဲ့ပတ်သက်တဲ့တို့သတ်မှတ်ထားတဲ့ PR တွေပေါ့လူမှုပတ်ဝန်းကျင်လို့ပြောရင်ချိန်မှာတငင်စင်းနေပါမယ် peer pressure ပါမယ် social media တွေပါမယ်ဒါကကြတော့တစ်ကမ္ဘာလုံး global ကအကုန်လုံးခံစားနေရတယ်ကိုကိုယ်တိုင်ရတယ်သူများကလွမ်းမိုးတယ်သူများကလည်းကိုကိုယ်ပြန်လွမ်းမိုးတာကိုကိုခံရတယ်ပေါ့အားကြောင့်တော့ဒါဒီ beauty standard and social pressure ဆိုတဲ့ဟာလေးနှစ်ခုကိုဒေါက်တာချိန်ပြီးတော့ဒီ podcast လေးမှာပြောသွားမှာဖြစ်တယ်။မင်္ဂလာပါဒေါက်တာယူရီပါအလားပါရေးရာဆရာဝန်ဖြစ်ပါတယ်။ လက်ရှိဒေါက်တာစီကနေရနိုင်တဲ့ service တွေကကြတော့101 consultation ရှိမယ်ကိုယ့်ရဲ့အရေးပြအကြောင်းလေးတွေကိုဆွေးနွေးခြင်းနဲ့ skin care လေးတွေရေးဆွေးခြင်းနဲ့ကိုယ့်ရဲ့ skin care ကကိုယ်နဲ့အဆင်ပြေမပြေမမသိဘူးပြခြင်းနဲ့ဆိုရင်ပြလို့ရအောင်အတွက် customize ဖြစ်တဲ့ဟာလေးအတွက်ကိုဒေါက်တာ online consultation လုပ်ထားတယ်တချို့ကြတော့ watch and တင်းတိတ်တို့ပြဿနာပေါ့အရေးပြပြဿနာလေးတွေပေါ့ဆိုတော့အားဟာကို one one consultation ယူခြင်းနဲ့ဆိုရင်တော့ Facebook အာကိုသွားလို့ရတယ် Facebook မှာ Dr. Yuri ဆိုတဲ့ page ရှိတယ်။အဲ့ဒီကနေပြီးတော့ chat box ကိုတခါရေးတန်းသွားပြီးတော့အာ Dr. ရဲ့ consultation fee တွေကိုကြည့်လို့ရပါတယ်။အဆင်ပြေရေဆိုရင်တော့ appointment လေးတွေစာယူလို့ရပါတယ်။နောက်ထပ် services အနေနဲ့ကကြတော့အာ Dr. Telegram မှာ subscription fee ရှင်းနဲ့လုပ်ထားတဲ့ podcast လေးနှစ်ခုရှိတယ်။ နံပါတ်1ကကြတော့ personal hygiene နဲ့အာခန္ဓာကိုယ်အနတ်တန့်ကင်းစင်မှုရဲ့တကူရည်တန်ရှင်းတန်ရှင်းမှုရေပေါ့နော်အဲ့ဒီအားလေးကိုပြောထားတာပါဒီကကတော့ဆယ်ကျော်သက်ရည်တွေကကိုယ့်ရဲ့အနတ်တန့်ထွက်တာတွေကိုဘယ်လိုကျဆမ်းမသိဘူးဆိုတော့သူတို့လေးတွေကိုထီးနေကြလေးတာဂက်လုပ်ထားတယ်ဟာနောက်တစ်ခုကကြတော့ခေါင်းစဉ်ကဆလာအကြောင်းသိခေါင်းစရာဆိုတဲ့ခေါင်းစဉ်ပါဒီနောက်ပိုင်းမှာ အာဖင်လာကိုဆောင်မဟုတ်တဲ့လူတွေနဲ့ထိုးကြတယ်အာဇီပိုးပိုးတွေပဲရှာရင်းနဲ့အာအာ သက်အန္တရာယ်စိုးရိမ်လာတဲ့အနေအထားလောက်ထိဖြစ်တဲ့ case တွေကတပြေးပြေးများလာကြတယ်။အထူးသဖြင့်အဲ့လိုမျိုး case တွေကလည်းနယ်ဘက်မှာပုံများတာများတယ်ပေါ့နော်။အဲ့တော့အဲ့ဒီရဲ့အမျိုးသမီးလေးတွေကိုတော်တော်ကအဲ educate လုပ်ချင်တဲ့သဘောလေးဖြစ်ပါတယ်။အဲ့တော့ filler ဘာဘာဘာလဲဘယ်လိုမျိုးတွေ use ရမလဲ။အဲဘာကြောင့် filler တွေသုံးကြရလဲ။အဲ့လိုမျိုးဟာလေးတွေအကုန်ချပြထားတဲ့ဟာပေါ့နော်။ဆိုတော့ဒီ podcast video ကို join ချင်တဲ့ဆိုရင်ကြတော့လည်း Facebook မှာ Dr. Yuri လို့ share လို့ ရတယ်။အဲပြီးရချိန်ကြရင် chat box ကိုတခါတည်းတန်းသွားပြီးတော့အာဒီ podcast လေး join mode တော့ကိုအာမေးမြန်းလို့ရတယ်ပေါ့နော်။ဒါကြတော့လက်ရှိမှာအာဒါရရဒါရစီရရနိုင်တဲ့ services လေးတွေပေါ့နော်။ကဲတယ်။အဲဆိုရင် beauty standard တွေ social pressure ဆိုတဲ့အကြောင်းကြီးကိုဒါတို့လဲရအောင်။ဆိုတော့ beauty standard ကလှပဆန်နှုန်းဆိုတာကအင်းဒါဟိုအရင်ခေတ်ကလေးကဟိုအမျိုးမျိုး ဆန်နှုံးတစ်ခုထားထားတယ်ပေါ့နော်အဲဒီလူဖွဲ့စည်းတစ်ခုမှာပဲဖြစ်ဖြစ်ဟိုယဉ်ကျေးမှုတစ်ခုခုမှာပဲဖြစ်ဖြစ် culture တွေပေါ့နော်အဲလူမျိုး like ပေါ်မူတည်ပြီးတော့ဒီ beauty standard တွေကကွာတယ်အဲတော်တော်ရဲ့ဒီ culture တွေပေါ်မှာမူတည်ပြီးတော့လည်းပဲအသေးပဲဖွင့်ဆိုတဲ့ပုံစံတွေကလည်း ွားกว่าတယ်အဲ့ဒီမှာဆိုရင်ခန္ဓာကိုယ်ပုံစံတို့အသားရေရောင်ကဘယ်လိုဖြစ်ရမလဲမျက်နှာဆိုရင်ဘယ်လိုပုံမဲဖြစ်ရမလဲဇပင်ဆိုရင်ဘယ်လိုထူရမလဲဘယ်လိုမဲရမလဲသုံးမဟုတ်ဘယ်လိုတိုးရမလဲဘယ်လိုဖြောင်းရမလဲအဲ့လိုမျိုးမျိုးပေါ့နော်ဆိုတော့အာတခါတဲ့1ဟိုအပေါ်နော် one bite size လိုမျိုးဟာ one size bite လိုမျိုးဟာမျိုးပေါ့ရှိမနေဘူးလူတွေရဲ့ မြင်တဲ့ပုံမှာမူတည်ပြီးတော့လက်ခံထားတဲ့ပုံမှာမူတည်ပြီးတော့ beauty standard ကကွာသွားတယ်ပေါ့ဥပမာလေးနဲ့ပြောရအောင်ဆိုတော့တို့မြန်မာပြည်မှာဆိုရင်တသားဖြူတာရင်ကြိုက်တယ်အာပြီးတော့မျက်နှာ V shape V shape V shape ဆိုပြီးတော့မေးစိလေးခြုံထွက်နေတာသဘောကျကြတယ်ပေါ့ဒါဆိုရင်တဖြည်းဖြည်းနဲ့ culture ပြောင်းလာတာလေဒါပေမဲ့ချားရင်ချင်းမှုတွေမှာဆိုရင်သူတို့ကအသားညိုတာကိုကြိုက်တယ်ညိုချင်လို့ဘူးအာတကူတော့ကနေထဲမှာလောင်ခံပြီးဟုတ်ဘူးဟိုတန်းအယောင်ဖြစ်အောင်ကိုလောက်ကြတယ်ပြီးတော့မျက်နှာလေးတွေသူ လို့ခဝဝိုင်းနေတယ်လို့ခြင်းရတယ်အဲ့လိုမျိုးလေးပေါ့ဆိုတော့ဒါပြောင်းလဲနေတယ်ပေါ့နော်ပြီးတော့ခစ်လိုက်ကောပြောင်းခဲ့လားဆိုရင်ခစ်လိုက်လည်းပြောင်းခဲ့ကြရမယ်အရင်ကတော့ဆိုရင်အဲ့လိုပြပြလေးတွေအစ်အစ်လေးတွေဟိုမြမဝှစ်စုံလေးဝှလိုက်ရင်ဆိုပြပြဖောင်ဖောင်လေးတွေ ဟိုလှတယ်လို့ယူဆခဲ့ကြပြီမယ်အခုနောက်ပိုင်းမှာဆိုရင်ကြတော့ပိန်ပိန်ပါပါတွယ်တွယ်လာလေးကအာဒီပေါင်နယ်လေးတွေရှည်ပြီးတော့ဟိုဟာဖြစ်တာအာပြီးတော့ခြေတလုံးလေးတွေဆိုသေးတာအဲဒီလိုမျိုးဟာတွေကခေအရေးစီးချောင်းအလိုက်ကိုပြောင်းသွားပြီးရင်လည်းတခါတပတ်ပြန်လဲကြတာပဲပေါ့နော်အဲ့တော့အခုနောက်ပိုင်းဆိုရင်ရောအဓိကကတော့အခုနောက်ပိုင်းဆိုရင်တော်တော်တို့ကို influence စလုပ်တာ hormone တွေလောက်တာဆိုရင်အဲ့ဒီ ဆိုရှယ်မီဒီယာတွေအဲဒီကြော်ညာတွေစီကနေပြီးတော့တော်တော်တို့အဓိကရတာပေါ့နော်ပစ္စည်းတွေကိုတော်တော်ဟိုကြော်ညာကြတယ်အဲဒီပစ္စည်းရောင်းရဖို့အတွက်ねအာဒါတော်တို့ဒီအဖြစ်တဖြူအာသုံးရတာပေါ့နော်အဲလူတွေဆွဲဆောင်မဲ့ဟာလာသုံးမဲ့ဟာတွေ တခါတည်း sales ဖြစ်သွားအောင်ရောင်းထွက်သွားအောင်တော့အမျိုးမျိုးလဲပတ်ပြီးတော့ဟို marketing လုပ်ရတဲ့ပုံစံတွေဖြစ်လာတယ်။အာအဲ့လိုမျိုးပုံစံတွေပုံမှာမူတည်ပြီးတော့ကြီးစုတဲ့လူ consumer တွေဘက်ကနေပြီးတော့သုံးဆွဲတဲ့လူတွေရဲ့လက်ခံနဲ့အာလက်ခံနဲ့ရှုထောင့်နေရတယ်တပြေးပြီးပြောင်းလဲလာတာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့ခုနောက်ပိုင်းဆိုအဲ့တော့ခုနောက်ပိုင်းဆိုရင်တို့ aesthetic industry တွေကအရင် ကိုပွန်ထုံးလာတဲ့အလှပနဲ့ပတ်သက်ပြီး beauty နဲ့ပတ်သက်ပြီးတော့ aesthetically နဲ့ဒီညာလာလူတွေရဲ့အာယုံတွေကိုလုံးလာတဲ့ဒီ aesthetic treatment ကြီးပဲကိုပိုရောက်လာတယ်။အာတို့တို့ဒီ aesthetic ဆရာဝန်တွေကပုံမှန်ထပ်ပို့ပြီးတော့နေရာရလာကြတယ်ပေါ့နော်။အဲ့တော့ဒီ aesthetic တို့ anti aging era ဘက်ကိုရောက်လာပေါ့နော်။အဲ့ဒီရဲ့အာ ကဘာဘက်ကိုတဖြည်းဖြည်းနဲ့ရောက်လာကြတယ်။ဆိုတော့အဲ့ဒီဟာကိုရောက်လာတဲ့အချိန်မှာကောင်းတာတွေလည်းအများကြီးရှိလာတယ်နော်။မကောင်းတာတွေလည်းအများကြီးဟိုရှိလာတယ်ပေါ့။အဲ့တော့တို့ဒီ aesthetic ဒါရစီ aesthetic ဆရာဝန်တယောက်နေနေဆိုရင်ဘယ်လိုပြောရမလဲဆိုတော့ Okay ဘာတွေရှိမလဲ။ Botox ရှိမယ်၊ filler ရှိမယ်။ဆိုတော့ Botox ဆိုရင်ဒါတော့ Botox အကြောင်းလေးကိုတော့မှ45မိနစ်လောက်တော့မှဒါပြောပေးဘူးပဲပေါ့နော်။ YouTube မှာလည်းရှိနေမယ်။ Botox ကဘယ်လိုမျိုးပုံစံနဲ့တဖြည်းဖြည်းနဲ့အဲသူ evolution ွင်းဖြစ်လာလေဆိုတာကိုပြောထားတာပေါ့နော်အဟိုဟာအရင်တော့စိတ်ဝင်စားဖို့တော့ကောင်းတယ်နားထောင်ကြည့်စေချင်တယ်ပေါ့နော်အဟိုဟာဖြစ်တဲ့ဆိုရင်ချိန်ရတယ်ဆိုရင်ဆိုတော့ရည်ရွယ်ထုတ်လိုက်တဲ့ရည်ရွယ်ချက်ကကြတော့ဒါတို့ဒီအဒီ wrinkles တွေတတ်တာအောင်အတချို့ muscle atrophy muscle hypertrophy ဖြစ်နေတဲ့ဟာလေးတွေတတ်ပါအောင်အဲဒါတို့အ sweat တို့ဘာတို့ဒီဟိုဟာဖြစ်အောင်ပေါ့နော်အချွေးထွက်တာတွေဘာတွေအာတတအောင်အဲ့လိုမျိုးပုံစံလေးနေ အဲ့ဒါတို့တုံးကြတယ်ပေါ့နော်ဒါပေမဲ့အာတို့တို့ဒီတစ်ဖက်ကနေပြီးတော့ဒါကိုတုံးဆွဲနေတဲ့သူကနေပြီး addition ဖြစ်သွားတာပေါ့ဆွဲသွားတဲ့ချိန်ကြရင်နောက်ပိုင်းဘလိုဖြစ်သွားလဲဆိုတော့အဆူဆူးချိန်နေဆိုရင်မျက်နှာပေါ်မှာအရေးအကြောင်းလေးတစ်ချောင်းတော့တွေးလို့မရတော့တွေးရတယ်ကိုဘိုတော့ပြန်ထိုးမယ်ဘိုတော့ပြန်ထိုးမယ်အဲ့လိုမျိုးတွေဖြစ်သွားတယ်ပေါ့အဲ့တော့ဒီဘက် မှာဆိုရင် addition ဆိုတဲ့ဘက်ကို၆တော့တဲ့ချိန်ကြရင်ဆိုရင်တော့ဆိုရင်ကြီးကပုံစံလေးတွေကတော့စားရလာတာပေါ့ filler ဆိုရင်လည်းအဲဒီလိုပဲအာစားပြီးတော့တော်တော်နဲ့ထင်းနေအာထိုးတယ်ကြည့်လို့ကောင်းရုံလေးပဲတွားတယ်ဒါပေမဲ့တပြေးပြေးနဲ့လက်ခတ်နဲ့အလူကတပြေးပြေးဒါ addition ဖြစ်လာတဲ့ချိန်ကြရင်စုံချွန်းချွန်းကြီးနေဖြစ်လာတယ်အနှခမ်းဆိုရင်ထော်ထော်ကြီးတွေဖြစ်လာတယ်ဆိုတော့အဲ့တော့အာအဲအကြောင်းတော်တော် အဲ့အနေနဲ့ဆိုရင်လည်းပဲလူနာကအဲ့လိုမျိုးအရန်စွမ်းနှမ်းတဲ့ဘက်ကိုရောက်နေပြီဆိုဆောင်းဝန်တို့အနေနဲ့ကကြတော့လေဒေါ်လာလို့ဆိုအမြန်တားရတာမျိုးရှိရပေါ့နော်အဲ့တော့ဘယ်ပစ္စည်းပဲဖြစ်ဖြစ်ပဲထုတ်ကုန်ပဲဖြစ်ဖြစ်ပဲပညာရမှာပဲဖြစ်ဖြစ်အကုန်လုံးဒီဟိုတန်ဆေးလုံးပြီးဆိုတဲ့အာဒီ balance ဖြစ်တဲ့ဘက်ကို မှာပဲနေတာကအကောင်းဆုံးဖြစ်တယ်။အာအရင်ဟိုတစ်ဖက်ဆုံးရောက်သွားတဲ့ချိန်ချင်အကျိုးထူးလာစရာဆိုတာဘာမှဟိုရှိမနေရပါဘောနော်။အဲ့တော့ဒီ aesthetic error တွေမှာဆိုရင်ခုဆိုလို့ဆိုရင်အာ ဟိုစီးကန်နေ run mode တော့ဆိုရင် market တွေအမျိုးမျိုးဖြစ်လာတယ်ပြီးတော့ blocker တွေကအစားအဟုတ်ကိုဒီ extension တွေနဲ့အမြင်နှံ့ကိုဖလဲတလင်းဖြစ်လာတယ်ပြီးတော့ cosmetic ပစ္စည်းတွေဆိုရင်အိုးဘုံဘုံတော့တွေများလာကြတယ်အဲ့ဒီချိန်မှာတော့တို့ဒီ flawless skin တို့ဘာတို့တွေဘာဟုတ်ကတခါပြန်ဖြစ်လာပြန်အောင်ဆိုတော့ကိုယ်မှာချွေးပေါက်လေးနည်းနည်းရှိနေတာဟိုကိုဟိုပြဿနာလိုမျိုးပုံစံဖြစ်လာတာပေါ့နော်ဒေါက်တာကိုရီဆိုရင်ဒေါက်တာမြင်တဲ့လူများကြည့်ရလေ101 consultation လုပ်တယ်ဆိုရင်တချို့ ခန့်ငယ်ငယ်ကောင်မလေးတွေဟာအစာဟိုကိုသူ့မျက်နှာပေါ်မှာချွေးပေါက်ရှိနေတာပုံမှန်မဟုတ်ဘူးဆိုပြီးတော့ဟိုထင်မြင်လာကြတာမျိုးကိုဖြစ်လာကြတာပေါ့ဘာဖြစ်လို့ဆိုတော့မီဒီယာဘက်မှာကကြတော့ flawless skin flawless skin လို့ပြောတဲ့အချိန်မှာကြီးအာချွေးပေါက်ကလုံးဝတစ်စီးမှမရှိတဲ့ပုံစံလိုမျိုးအော်ကိုသူတို့ကလက်ခံလာကြတာပုံများတဲ့အချိန်မှာ မှန်တယ်မှာသူ့ကိုယ်သူကြည့်လိုက်တဲ့အချိန်မှာအာငါမှာအဆင်ပြေမနေဘူးဆိုပြီးနောက်ဆုံးဒေါက်တာဆီရပြီးလာပြီးတော့ skin care ရွေးခိုင်းပါညာအဲ့လိုမျိုးတွေဖြစ်ကြတော့အဲ့တော့ဒေါက်တာချိန်ပါဆိုရင်အဲ့ညီမလေးဒါပုံမှန်ပဲဒေါက်တာမှလည်းချွေးပေါင်းရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဆိုလူနာပြောဟဲ့ ဒေါက်တာရဲ့ဗီဒီယိုမှာချွေးပေါက်မတွေ့ပါဘူးဘမလေးချွေးပေါက်ဒေါက်တာဟာအလောက်စမှုဖြစ်နေရပါညာခွိကွာပြောရဆိုရင်ကြတော့အဲ့ချိန်မှာပြင်းချင်းပြရတယ်။အဲဒေါက်တာစီမှာချွေးပေါက်ရှိတာပေါ့။အာပြီးတော့အစီအစီလေးရှိတာပေါ့။အာ ါဒါပေမဲ့ဗီဒီယိုထဲမှာမရှိဘူးဆိုတာဒေါက်တာတို့ဒီဒေါက်တာ present လောက်တာကိုမြင်သာထင်သာဖြစ်အောင်ကြည့်ရတာအဆင်ပြေအောင်တော့ကိုဒါတို့ lighting တွေထိုးရတာရှိရဲ့အဲ့တော့အဲ့ဒီ lighting ကနေပြီးတော့ဒါတို့ skin ကို smooth ဖြစ်သွားပို့ပြီး skin ကို smooth ဖြစ်သွားစီလားပို့ဆိုးအောင်လုပ်ပေးသလားဆိုတာဒါက lighting ကအရင်စကားပြောရဒါတွေကကြတော့အာဒီဗီဒီယိုရိုက်ကူးရေးတွေရဲ့ပညာပေါ့နော်သူတို့တွေရဲ့ ပညာရက်တွေဖြစ်သွားတာပေါ့အဲ့တော့သူတို့ရဲ့ပညာရက်နဲ့ဒေါက်တာတို့ဒီဘက်က beauty ကို present လုပ်တဲ့လူတွေနဲ့ပေါင်းစားလိုက်တဲ့အချိန်မှာဒေါက်တာတို့စီမှာက flawless skin ကအမြင်ရှိနေရဆိုတဲ့ဟာကိုဟို consumer တွေအနေနဲ့ကကြတော့တည်ရည်တည်ကြီးကိုကိုတတ်မှတ်ထားလိုက်တဲ့အချိန်မှာကိုယ့်အိမ်မှာကိုယ့်အကိုကြီးလိုက်တဲ့အချိန်မှာကိုယ်ကအမြင်အား imperfect ပေါ်တော့ဖြစ်နေတယ်လို့ပဲထင်တယ်ဘတော့မှ perfect မဖြစ်တဲ့အရေးပြဘူးပိုင်ဆိုင်သားတလူမျိုးပဲဖြစ်နေကြတာပေါ့နော်အဲ့တော့ အသီးရောနောက်တစ်ခုကလူတွေကကြတော့အမြင် self worth နဲ့အာ struggle လုပ်နေရတာလေရုန်းကန်နေရတာအာဒီခေတ်မှာကိုယ့်ရဲ့ကိုယ့်ဟာကိုယ်ချစ်တယ်ဆိုတာဘာမသိဘူးကိုယ့်ဟာကိုယ်ဘယ်လိုတန်ဖိုးထားရမလဲဆိုတာမသိဘူးကိုယ့်ရဲ့တန်ဖိုးဆိုတာဘယ်လိုမျိုးဆိုတာလည်းမသိတဲ့အချိန်မှာအပြင်ကဟာတွေကပဲပိုကောင်းတယ်အပြင်ကလူတွေရဲ့ပုံစံကပိုလှတယ်အပြင်ရင်ခန္ဓာကိုယ်တွေကပိုလှတယ်ကိုယ့်စီမှာပိုင်ဆိုင်ထားတဲ့ဟာကအဲတကူကူကိုအမြင်နဲ့လိုအပ်ချက်ရှိရဲဆိုတော့အာဒီ အာ lack of confidence ရေဖြစ်လာတယ် self value တွေမသိတော့ဘူးတမူးမရှိရတဲ့အနေထားဘက်ကိုငကိုကလေးကတော့လူဒီမသိရင်မွေးရပါဘူးဘူပါလာသလိုတွေကဖြစ်လာကြတဲ့အချိန်မှာကိုယ့်ရဲ့ဒီ self worth to self value တို့ကိုခုနက beauty ဆိုတဲ့ဟာနဲ့ကိုတွားပြီးတော့ချိန်လိုက်ပြီဆိုရင်တော့ဒါပြဿနာစတတ်တဲ့ဇာတ်လမ်းဘက်ကိုရောက်လာတယ်။အဲ့တော့ငါလှနေမှာငါတမုန်းရှိတယ်လို့မျိုးငါလှနေမှာအာငါလုံးဝပြီးပြည့်စုံနေမှာဆိုတာမျိုးတွေကဇာတ်လမ်းစားတဲ့ချိန်မှာတပြည့်ပြည့်နဲ့ addition ဘက်ကိုရောက်လာတယ်။ဆွေးနွေးမှုဘက်ကိုရောက်လာတယ်။ဆိုတော့တော်ယုံတန်ယုံတစ်ခေါက်လေးအာကိုယ့်ရဲ့လိုအပ်ချက်အရာ ဒါဒီတစ်ခါနှစ်ခါဆိုတာကြတော့ဒါမပြောလို့ဘူးဒါပေမဲ့ဥပမာအမ်မြင်မှုကြဘူးကြမှာပါဥပမာအပလတ်စတစ်ဆာဂျူရီလုပ်တယ်ဒီတစ်ခုပြီးရနေမပြီးနိုင်နောက်တစ်ခုလုပ်တယ်ဒီတစ်ခုပြီးရနေမပြီးနိုင်နောက်တစ်ခုလုပ်တယ်နောက်ဆုံးအရှိတာကြီးအကုန်လုံးလုပ်ဖြစ်တယ်အဲ့တော့ဒီလိုမျိုးလူတွေကိုပြန်ပြီးတော့ analysis လုပ်ကြည့်လိုက်တဲ့အချိန်ကျရင်သူတို့တွေတော်တော်များတင်ပြသည် body dysmorphic disorder ကိုခံစားနေရတာ ဖြစ်တယ်။အာဒေါက်တာကုဆိုရင်ဒေါက်တာ cosmetic dermatology MSc တက်နေရလေ။ဆိုတော့အဲ့ဒီဒေါက်တာ Thai မှာခြူတာမဆက်မှာတက်တာပေါ့နော်။အဲ့တော့အဲ့ဒီရဲ့ paper လေးတွေဆိုရင်ဒေါက်တာတို့ဖတ်ရတယ်။အဲ့ဒီမှာက body dysmorphic disorder တမားတွေဆိုရင်ဒေါက်တာတို့လိုမျိုးပဲအဲ့လိုငငယ်လေးတွေခပ်ပိန်ပိန်လေးတွေပဲတည်ရတာအာဒါပေမဲ့ကိုယ့်ကိုမြင်တဲ့ရှူတော့ကဘရောမဟုတ်ဘူးစိတ်မချမ်းသာနိုင်ဘူး။ ကိုယ့်ရဲ့ body ကိုတခုခုအမြင်အမြင်ပြုတ်ပြင်ချင်နေတာအာအမြင်တဲ့ process surgery တို့တခုခုလုပ်ပြီးဆိုလဲအမြင်အမြင်လုပ်ချင်နေတာအဲ့လိုမျိုးစာတန်းတွေဟာအများကြီးရှိရဲ့အဲ့ဒီဟာတွေပေးပါလေတော့ဖတ်ပေါ့နော်ဘယ်လောက်ထိတောင်မှသူတို့ဆိုရင်စိတ်ညစ်လဲဆိုရင်ဟိုအဲ့ဒီကုပေးရတဲ့ plastic surgery ကိုကိုစိတ်ညစ်ရလောက်အောင်ထိဖို့ကိုဖြစ်ကြတာမျိုးပေါ့ plastic surgery ကဘယ်လိုဖြစ်လဲဆိုတော့ဟိုဘက်ကလူနာကသူ့ရဲ့ မျောလင်းချက်ကြီးကအရင်များလာတဲ့အချိန်မှာ plastic surgeon က operation ဝင်ပြီးပြန်ထွက်လာရင်တော့မှလန့်နေရတဲ့သဘောလိုမျိုးပေါ့နော်သူများကြိုက်ပါမလားဆိုတဲ့ဟာပေါ့အဲ့တော့ဒီလိုမျိုးနေထားတော့ဒီကို addition ဖြစ်လာတဲ့အချိန်ကျအရင်ဆိုရင်ဒါဒါကောင်းတဲ့ဟာတွေကဘာမှဆက်ဖြစ်ဖို့မရှိတော့ဘူးပေါ့နော်ဆိုတော့အဲ့ဒီအာပြဿနာကတကယ်လို့ အာဒါဆိုရင် expense တွေကအရင်များတယ်လေဒီလိုဟာတွေသုံးဖို့လို့ဆိုရင်ကုန်ကျစရိတ်တွေအရင်များတယ်တကယ်လို့ကိုယ့်ရဲ့မိသားစုကနော် income နည်းတဲ့မိသားစုဖြစ်တယ်ဝင်ငွေနည်းတဲ့မိသားစုဖြစ်တယ်ကိုကိုတိုင်းကလည်းလက်ကြောမတင်တဲ့လူနော်အဲ့လိုမျိုးဆိုရင်တော့တခြားဘာမမျောလင့်ထားတဲ့ပြဿနာဆိုရင်တန်းစီပြီးဟိုကိုလာတော့တာပဲဖြူကြီးတစ်ခုနဲ့တောင်မဆိုင်တော့ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေအာကကြတော့ ဘာအဲ့လိုမျိုးတွေဖြစ်လာပြီဆိုရင်ဘာလို့ဖြစ်တာဖြစ်လာပြီလဲဆိုတော့ကိုယ့်ကိုယုံကြည်မှုစပြီးတော့ကြာစင်းလာပြီးစိတ်ဓာတ်တွေကျလာပြီးချိန်လုံး အဲဒီ body နဲ့ပတ်သက်ပြီး anxiety တွေများလာပြီးပြီးတော့ကိုစားနေရစားတော့တောင်မှကိုကကိုကမသင်္ကာတော့ဘူးမယုံကြည်တော့ဘူးအဲဒီရေတောက်ရင်တော့မှ weight ကတက်လာတယ်လို့ခံစားရတာမျိုးတွေစားတော့တွေစားစားပြီးတော့လညှိုးထိုးပြီးတော့ပြန်အန်တာမျိုးတွေအစာဝင်သွားရတာမှကိုကကိုကအာ GD ဖြစ်တာမျိုးတွေအဲအဲ့လိုမျိုးတွေပေါ့နော်မဟုတ်ဘူးဆိုတစ်ရက်လုံးစားအငတ်ခံတာနှစ်ရက်လုံးစားငတ်ခံတာအဲအဲ့လိုမျိုးပုံစံတွေ ਨੇ ကိုဇလန်းနေရစဖြစ်လာကြာပေါ့เนาะတဖြည်းဖြည်းနဲ့ငါဘာလို့ရင်ကောင်းမလဲဘာလို့ရင်ကောင်းမလဲဒါတွေပဲစပြီးတော့စဉ်းစားလာကြာပေါ့အဲ့တော့အဲ့ဟာတွေဘာလို့ဖြစ်တာလဲဘာလို့ဖြစ်တာလဲဆိုတော့ကိုရဲ့လောက်ကင်နေထားကြောင်းကိုကလိုအပ်တယ်လို့ကိုကဆုံးဖြတ်ထားလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်သို့မဟုတ်ကိုပေါင်းနေတဲ့ပဝန်းကျင်တိုင်းဝိုင်းတွေကတချို့လို illegal အာ society တခုရှိရယ်လေလုံးဝအထက်တန်းလွားတွေအဲအဲ့လိုမျိုးတွေရှိတယ်သူတို့ကြတော့ငွေကြေးအဆင်ပြေတယ်အာအဆင်ပြေပြီးတော့ flow တခုရှိနေတယ်လူတယောက်တွေလူမျိုး society upper class တွေလူမျိုးပေါ့နော်ဒီလိုမျိုးလူတွေနဲ့တော်တော်ဒီသူကပေါင်းပြီဆိုရင်ကို့မှာဒါတွေကလိုအပ်ချက်ဖြစ်လာတယ်လို့ပြန်ပြီးခံစားရင်းနဲ့အေးအဲ့လိုပေါ့ peer pressure တွေပါလာတယ် demanding တွေကပုံများလာပြီးလို့ကိုယ့်ကိုခံစားရတယ်အဲ့လိုမျိုးတွေက ဇလန်းတွေကတဖြည်းဖြည်းစလာပေါ့အဲ့တော့အဲ့ချိန်မှာတစ်ဖက်ကလည်းကိုယ့်ရဲ့ self worth ကြီး self value တွေကလည်းကျနေတဲ့ချိန်ဆိုတော့ဇလန်းပြီးသွားပါပေါ့နော်ပို့ဆိုးသွားပေါ့ okay အဲ့ဆိုရင်ဒီလိုမျိုးဖြစ်နေရဆိုရင်တို့ဘာလို့တက်လဲကိုယ့်ကိုချိန်နေမဟန်းဆိုတော့တည်နေဘာလို့တက်လဲစတိကတော့တတိကပ်ဖို့ပါပဲတတိကပ်ဖို့ပဲเนาะဘယ်အရာမဆိုတတိရှိနေသေးတဲ့ရွေးကအာကိုဟာကိုအမြဲတမ်းပြန်သုံးသပ် လိုရတယ်ခဏတန့်သွားအောင်လုပ်ပြီးတော့ကိုယ့်ကိုပြန်စဉ်းစားတာတတိထိန်တာကအရာအားလုံးရဲ့အဒါလုံးဝ fundamental ပေါ့ဘဲပေါ့နော်အဲတော့တို့ဒီလူနဲ့တရိတ်ဆန်တွေခွဲလိုက်တဲ့ချိန်ဆိုတရိတ်ဆန်တွေရဲ့အုံနောက်မှာကဒီလိုမျိုး awareness တွေပါကြီးဆိုတာရှိအဲတော့တို့ဒီဘက်ကအာဒီလူတွေရဲ့ brain structure မှာကကြတော့တို့ awareness ကိုကောင်းကောင်း ငါဘာလုပ်နေလဲငါဟိုကဘာဖြစ်နေလဲအဟာကျွန်တော်တို့ဒီလူသားတယောက်ဖြစ်လာခဲ့တဲ့ဟာပေါ့ဒါပါလာပြီးသားပဲပေါ့နော်ငကိုရေကပါလာပြီးသားဒါကိုတော်တော်တို့ကထပ်ပြီးတော့ပြုပြင်ပြီးတော့အော် modify လုပ်ရုံပဲအဲ့တော့ဒီ practice လေးကိုကျွန်တော်တို့ကမြင်တယ်ဆက်ပြီးတော့ practice လုပ်နေရမှာပေါ့နော်တတိကံရမယ်ပြီးတော့ကိုဒီလိုဖြစ်နေတာကိုကိုသိတယ်ဒါမသိတဲ့မို့ငါသိတယ်ငါစိတ်ကိုထိန်ရမယ် ငါဘလို့နီးလန်းအလုပ်ရမလဲဒါကြည့်ရမယ်ပြီးတော့ဒါငါဘာဖြစ်လို့ငါဒီလိုဖြစ်နေရလဲစပြီးတော့စဉ်းစားမယ်ဘသူကြောင့်လဲဘာကြောင့်လဲဘယ်ဟာငါ့ကိုဒီလိုမျိုးဖြစ်အောင်လုပ်နေရလဲသုံးမဟုတ်ကိုကိုတိုင်ရဟိုကို ပြဿနာဖြစ်နေရလားအဲ့တော့ root cause ကိုစတွေ့ပြီဆိုရင်ကိုဘာသူ့ကြောင့်ပဲဖြစ်ဖြစ်စပြီးတော့ပြင်ပြောင်းလဲပြီဆိုရင်ကိုရဲ့စိတ်ကိုနိုင်မှာပဲရမှာ အဲဘယ်သူမှကိုလာပြီးတော့ပြုပြင်ပြောင်းလဲပြီးမှာမဟုတ်ကိုလုံးပါပဲကိုရတဲ့ကိစ္စလေးပေါ့နော်ဆိုတော့တကယ်လို့ကိုဒီလိုမျိုးပြုပြင်ပြောင်းနေတဲ့ဘက်ကိုရောက်သွားခြင်းလေဆိုရင်တော့တယောက်တည်းလုံးလို့မနိုင်ဘူးဆိုရင်တော့အဲဒါကိုရဲ့ပြဿနာကိုအတူတူဖြေရှင်းပေးမယ်အာဟိုဟာအာအာ psychiatric ဒီရှိမဲ့စိတ်ပညာနဲ့ သက်ဆိုင်တဲ့ဆရာဝန်တွေအများကြီးရှိပါတယ်ဒီနောက်ပိုင်းဆိုရင်အာ cognitive behavioral therapy တွေနဲ့သွားလေးရတယ်အာ neuro linguistic program တွေနဲ့လည်းသွားလို့ရတယ် journaling လုပ်တာ awareness ထားတာအဲဒီလိုမျိုးပုံစံတွေနဲ့လည်းသွားလို့ရတယ်ပြီးရင်ဖွင့်တာ အဲ့လိုမျိုး counseling လုပ်တာ coaching လုပ်တာဒီလိုမျိုးပုံစံတွေနဲ့အများကြီးသွားလို့ရတယ်။အဲ့တော့နီးလန်းနေရအများကြီးရှိတယ်။ဒါပေမဲ့ဒီလိုမျိုးပြုပြင်ပြောင်းလဲသွားအောင်ကကျွန်တော်ကိုကိုယ်တိုင်လည်းလုပ်ချင်တဲ့စိတ်ရှိမှပဲရတယ်။ဒါပေမဲ့အဲ့ဒီအဆင့်တွေကိုမရောက်လာခင်မှာပထမဦးဆုံးကိုယ်ခြေလမ်းစလမ်းစီတဲ့စေမဲ့အရာကြတော့တတိပဲဖြစ်တယ်။ဒီ awareness ကကြတော့လုံးဝအရေးကြီးဆုံးပဲ။အဟာလေးပေါ့။အဲ့တော့ဒါရတို့က အာဒီလိုမျိုးတွေခံစားနေရတော့သူများတွေလွှမ်းမိုးတော့လေဒေါ်တို့အရင်အလွယ်ကူခံရတယ်လို့ဒေါ်တို့ကလည်းသူများကိုမသိမသားနဲ့တော်တော်လွှမ်းမိုးနေရမျိုးလေးဖြစ်တတ်တယ်။ဒါကြတော့ဒါအကုန်ရအရာအလုံးကိုပြန်ပြီးတော့ reflect လုပ်ရမယ်သုံးသပ်ရမယ်အပိုင်းလေးတွေပေါ့နော်။ဒါကြတော့ကိုယ့်ဟာကိုယ်တယောက်တည်းအချိန်ပေးပြီးတော့စဉ်းစားကြည့်မှသာလေ။ဒါအဖြေတွေကချိုးဟာတွေကချိန်ကြာလိုက်ပေါ်လာပေါ့။ဟို take a note ရှိအာဖုန်းတုံးဒီ social ချာထဲမှာအရင် ်ရောထွေးဆိုရင်ယောက်ထဲနေရမှာကြောက်အာ lonely ဖြစ်အဲ့ဒီခါကြီးကိုကြောက်နေတဲ့အချိန်ကြာရင် reflection ဆိုတဲ့အချိန်ကလုံးဝမရှိတော့တာပေါ့နော် okay အဲ့ဆိုရင်ဒီလိုမျိုးကမကောင်းတာတွေပဲလားဆိုတော့လေအဲ့လိုမျိုးမဟုတ်ပြန်အာဒီလိုမျိုးစံပေတံတွေရှိနေလို့လေတခါလေးကြာရင်အပြုတ်သဘောဆောင်တဲ့ activity လေးတွေလည်းရှိနေပြန်ရော positive ဘိုင်းမှာလည်းရှိရပါဘို့ဘယ်လိုမျိုးလဲဆိုအခု social media တွေအရင်ကောင်းလာတယ်အဲ reach အရင်ရောက်လာတဲ့အချိန်မှာဆိုရင်အာတို့ exercise ကိုကိုက subscribe လုပ်ထားရယ် like လုပ်ထားရယ် follow လုပ်ထားရယ်ဆိုတော့ဟာသူများတွေ exercise လုပ်နေတဲ့ပုံစံဟာ active active lifestyle တောင်းနေတဲ့ပုံစံဟာသူစားတောက်နေတဲ့ပုံစံက clean ဖြစ်တယ်ပြီးတော့ nutritious လည်းဖြစ်တယ် healthy လည်းဖြစ်တယ်ဆိုတော့ဟာဒါကိုကြည့်ရင်းကြည့်ရင်းကိုဘာမသိစိတ်ကနေဘူးပြီးတော့ဒါတွေဘာလို့လှုပ်ချင်တာဟောဒီလားဆိုတော့ဒါဆိုရင်အပြုသဘောဆောင်နေအရာလေးတွေဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တော့အဲ့လိုမျိုးဟိုဘက်ကိုကိုကလိုက်စားနိုင်နေဆိုရင်တော့ ဒါဆိုရင်ကိုကတဖြည်းဖြည်းကိုဟာကိုစပြီးတော့ဂျီယိုဆိုက်တက်လာတယ်ပို့ပြီးတော့လက်တွေးလက်တွေးကြလာတယ်တကယ်တမ်းကြမ်းမာတယ်ဆိုတာဘာလဲဆိုတာကိုစသီးတာလာမယ်အာပြီးတော့တကယ်တမ်းအလှပဆိုတာတကယ် true beauty ဆိုတာကဘာလဲဆိုတာကိုတဖြည်းဖြည်းလိုက်ရှာလာမယ်ကိုရဟာလေးပြီးပြန်သုံးသပ်လာမယ်အဲအဲ့လိုမျိုးပြီးတော့အာကိုရ lifestyle ကိုစပြီးတော့ပြောင်းလာမယ် active ဖြစ်အောင်နေလာမယ်အာပြီးတော့ physical appearance ကြီးမဟုတ်ဘဲနဲ့တော့ကိုယ့်ရဲ့ mental well-being ကိုကြီးစိုက်လာမယ်အာနော်ကိုစိတ်เสียရကိုကိုကပြန်ပြီးတော့နားထောင်တတ်တဲ့အကျင့်တွေပို့ပြန်ပြီးတော့ရလာမယ်ဆိုတော့ဒီ social platform တွေကနေပြီးတော့လည်းဒီလိုမျိုးပြုသဘောဆောင်တဲ့အရာတွေကကို follow လုပ်ထားတာမှန်နေဆိုရင်တော့ကောင်းတဲ့လူတွေပေါ့နော် အာအသူတို့ဒီ inspire ယူလို့အရင်ကောင်းတဲ့လူတွေကို follow လုပ်ထားတယ်ဆိုရင်တော့အကိုရဲ့ life ကကောင်းတဲ့ဘက်ကိုပြောင်းသွားတာပဲပေါ့နော်ဆိုတော့အားကြောင့်ဒေါ်သာဆိုရင်လည်းအာအရာတစ်ခုကိုအမြင်နဲ့ဖိပြောတာမျိုးတိတ်မလုပ်ဘူးအာဒေါ်သာစကားပြောတိုင်းမှာနည်းနည်း comprehensive approach ပဲကိုသွားတာများတယ်အာဒေါ်သာ TikTok တို့ဘာလို့မှာဆိုရင် share လုပ်တယ်ဆိုရင်လည်းအဲ့ဒီ အာဒီ skin care အကြောင်းပြောရင်တစ်ဖက်ကလည်းတစ်ခါလေးကျ lifestyle ပဲရောက်သွားတယ်တစ်ခါလေးကျ exercise ပဲရောက်သွားတစ်ခါလေးကျ sleep ဘက်ကိုရောက်သွားတစ်ခါလေးကျ mental wellbeing ဘက်ကိုရောက်သွားတစ်ခါလေးကျဟို reading ဘက်ဒီ motivation ဘက်ကိုရောက်သွားတယ်ဆိုတော့ဘာဖြစ်လို့အဟားကြီးပြောလဲဆိုတော့အာလူတီရောက်ဖွဲ့စည်းတာဒီအာအာဒီအကုန်လုံးပြည့်ပြည့်စုံပြီးတော့တချို့ဟာလေးတွေကိုက multi perspective ပေါ့နော်ရှူးထောင့်လေးတွေကို online လုံးမှသာလိမ့်ရင် အဲဒါကျွန်တော်တို့က anti aging ဆိုတဲ့ဟာတွေပြီးတော့အသက်ကြီးသွားပြီမဲ့စိတ်ရောလူရောနုပြိုလန်းဆန်းနေဆိုတဲ့ဘက်ကစရောက်တာပေါ့နော်မဟုတ်ဘူးလူကြီးကကြတော့အရင်နေလှစိတ်ကကြတော့လေအာကိုယ့်ဟာကိုယ်တစ်ချိန်လုံးရှုပ်ဆင်းမပြေအမ်အဲ့လိုမျိုးပါမြင်ဘူးလေပေါ့နော်အဲ့ဒီလိုမျိုးဆိုရင်လည်းဒါ anti aging မှာမဟုတ်တာဒီလိုမျိုးဆိုရင်လည်းပဲဒါ beauty လို့မှခေါ်လို့မရတာဆိုတော့အဟာလေးတွေပေါ့နော် okay အဲ့ဆိုရင်ဒီနေ့တော့ podcast လေးရတာနည်းနည်းရှည်သွားတယ်။ဒါတော့ဘာတွေပြောခဲ့လဲဆိုတော့ဟို beauty standard ဆိုတဲ့အကြောင်းလေးပြောသွားတယ် culture တွေ like ပြောင်းနေတဲ့ပုံစံတွေပြောတယ်အခု social media မှာဖြစ်ပျက်တဲ့ပုံစံပြောတယ်အာတော်တို့ရဲ့ကိုယ့်ဟာကိုယ်သတ်မှတ်တဲ့ self worth တွေ self value တွေနဲ့ဒီ beauty ဘိုင်းတွေကိုချိတ်ပြီးတော့တော်တော်ပြောသွားတယ် ဖြစ်လာနိုင်တဲ့ပြဿနာတွေပြောသွားတယ်။တကယ်လို့ဒီလိုမျိုးဖြစ်နေတဲ့လူကနားထောင်နေရဆိုရင်တော့မှဘလိုမျိုးကြုံွားလို့ရတယ်ဆိုတာကိုဒေါက်တာပြောသွားတယ်။အဲမကအကောင့်အကောင့်ဘက်တီလည်းတချို့ပိုင်းမှာတော့လည်းရှိနေသေးတယ်ဆိုတာကိုလည်းဒေါက်တာပြောသွားတယ်ပေါ့နော်။ကြည့်ဒီ podcast လေးကအကျိုးရှိသလား။ အကျိုးရှိရဆိုရင်ရှီချောင်းလေးကို comment မှာရေးပေးခဲ့ပါအာဒါတော့ဒီလိုမျိုး podcast တွေအများကြီးဆက်လုပ်စေချင်သေးရဆိုရင်လည်း comment မှာရေးပေးခဲ့ပါเนาะဒါမှသာလည်းနောက်ထောင်ရည်ရွယ်လေးတွေရှိရဲဆိုရင်ဒါဆက်လုပ်ပေးလို့ရမှာပေါ့โอเคကျေးဇူးတင်ပါတယ်